ဒီတစ်ခါကျတော့ကျွန်တော်ကားတဲ့ပေါ့နော်မီလီအမ်ပီယာပေါ့နော်မီလီအမ်ပီယာလေးတိုင်ရအောင်နော်မီလီအမ်ပီယာတိုင်မယ်ဆိုရင်ဒီမှာဒီ Pro အနီရောင်ကို milli ampere မှာထားမယ်ဆက်လက်တာကိုဒါဒီ200 milli ampere ပေါ့နော်အဲ့ကြ milli ampere တိုင်မယ်ဆိုတော့ကျွန်တော်တို့ LED လေးတစ်လုံးရယ်ဒီ220 ohm လေးပေါ့နော်220 ohm လေးနဲ့ LED ရဲ့အပေါင်းဘက်ကိုဒါဆက်လိုက်တာဖြစ်ပါတယ်နော်ဒါမှကျွန်တော်တို့ milli ampere တိုင်လို့ရမှာဖြစ်ပါတယ် milli တိုင်ပုံတိုင်းကြီးကငါဒီ resistor ငုတ်ကလေးကိုကျွန်တော်တို့ဒီအနက်ရောင် product ဘက်ကိုခြီးလိုက်တာပေါ့ကြနော် ဲ့ဆိုရင်ကျွန်တော်တို့ကျန်းစီရကအနီရောင်ပရုတ်နဲ့ဟို LED ရဲ့အနှုတ်ငုတ်လေးကျန်တာပေါ့နော်အဲ့ဒီနှုတ်ငုတ်ငုတ်ကိုဘက်တရီနဲ့သွားဆက်မှာပေါ့နော်အဲ့ကြကျွန်တော်တို့အနီရောင်ပရုတ်ကတခဲအပေါင်းဆက်တယ်ဒီ LED အနှုတ်ကတခဲရဲ့အနှုတ်နဲ့ဆက်လိုက်ဒီမှာဒီအနီရောင်မီလီဆိုရင်9.2 9.3 mAh လောက်ရပါတယ်အဲ့ကြတော့အနီရောင်ပရုတ်ကတခဲအပေါင်းနဲ့ထိမယ် LED ရဲ့ကျန်တဲ့အနှုတ်ငုတ်ကလေးကတခဲရဲ့အနှုတ်လေးနဲ့တော့ထောက်လိုက်ပါတော့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ပြရတာကဒီမှာ6.2 mAh နော်အစိမ်းရောင်ကကားတဲ့ပုံနဲ့ပါတယ်6.2 mAh ဖြစ်ပါတယ် သူကြတော့ကျွန်တော်တို့ mmBR range မှာထားလို့မရတော့ဘူးဒီ Pro ကိုလည်း20ပေါ့เนาะ 20mBR range ကိုထားရမှာပါဒီ selector လေးကိုလည်း20ဆိုတဲ့နေရာလေးကိုလှည့်ထားမှာပါကြဒီမှာကျွန်တော်ဒီ Sangam Media အပေါင်းကိုအနီရောင် Pro နဲ့နော်ချိလိုက်တယ်နော် Sangam Media ရဲ့ဒီမှာအနက်ရောင်ဂျိုးလေးကိုကျွန်တော်ဒီမှာအနက်ရောင်နဲ့အဝါပေါ်ဘက်ထရီအနှောက်နဲ့ထိတယ်ပေါ့เนาะနောက်ကကျန်တဲ့ Pro ကိုဟိုဘက်ထရီရဲ့အပေါင်းနဲ့ဒီမှာထိကြည့်လိုက်မယ်เนาะဒီမှာဘယ်လောက်ရလဲဆိုတော့ -1.3 ပေါ့เนาะအဲ့ကရိုးရိုး mBR เนาะ1ဆိုတော့ဒါ1000 东亚迷离的表演，就是说，上东亚迷离 NBA 老师演了。